ဘုဘောဖတ်များမင်္ဂလာပါ clock corner နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုအပြောပြတော့မယ့်ပွဲလေးရတော့လီဗာပူးနဲ့ကာဆာရီတို့ရဲ့ဝန်စီဆိုတဲ့ပွဲပြီးသုံးသက်ချက်လေးဖြစ်ပါတယ်ပွဲပြီးသုံးသက်ချက်လေးမပြောခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်ခွေရဆိုလို့ဆိုရင်ကျွန်တော်တို့အဲပွဲအကြောင်းလေးပြောလိုက်ပွဲအကြောင်းလေးကတော့ဒီနေ့မှာတော့တပတ်ကာလာဆာလွေကတော့သူ့ရဲ့အိမ်ငွင်းပြပြတတ အနောက်တန်းကိုတည်တည်ချာလုံအောင်ဆော့ပြီးတော့သူတို့ကကောင်တာကိုပဲအဓိကဥတည်ပြီးတော့ဆော့ပါတယ်။ဒီပွဲမှာလည်းသူတို့ရဲ့ကောင်တာပေါက်မှုကြောင့်ကျွန်တော်တို့9မိနစ်မှာပဲအဲဆိုဘူဆလိုင်းရဲ့ဖြတ်ထုတ်မှုကမတည်တတ်တဲ့မတည်တတ်တဲ့အတွက်ကြောင့်ကစားသမားကိုလက်နဲ့ရိုက်သလိုဖြတ်သွားပြီးတော့သူတို့ပနယ်တီရတယ်။အဲ့ဒီပနယ်တီကိုလည်းသူတို့အဓိကတိုက်စစ်မှုဖြစ်တဲ့အိုစီမန်ပဲအကန့်သွင်းပြီးတော့သူတို့ဥဆောင်ဖို့ရပါတယ်။အဲအဲ့တော့ကျွန်တော် အဲတစ်ဖက်ကလေပေါ့ဘူးလေပေါ့ဘူးကတော့ဒီနေ့ပွဲမှာတော်တော်လေးမှအာပြောစရာလေးများခဲ့ပါပရမထွက်လာတဲ့ကလိုင်းနိုင်မာတွေကအဲဘလူသူသွားကျင်လဲဆိုတာအဓိကကောင်တာထရန်စလေးရှင်ကိုပဲအဲသွားကျင်တဲ့ UT ဘက်ကိုပဲပို့ပြီးတော့များတယ်ဘာဖြစ်လို့လဲဆိုလို့ရှင်နောက်တန်းမှာကြီးလိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့အဲဆူပါလိုင်းကိုလက်ဘက်ကိုရိုက်ဘက်ကိုပို့ပြီးတော့ဖင်းပောင်ကိုရိုက်ဝင်းကိုပို့ပလိုက်တယ် မှတွေကအာနီးပြအနေနဲ့ဘလို့ကစားကွက်ကိုပုံဖော်လာမလဲဆိုတာတော့ကျွန်တော်တို့တော်တော်လေးဥမှာဒီပွဲမှာနားမလဲဘူး။နောက်နောက်တန်းကျွန်တော်တို့အာပွဲကြီးမှာပြောခဲ့လို့ပဲအပြောင်းလဲမရှိဘူး။အဲအပြောင်းလဲရှိတာတော့ဆိုဘို rival ကိုထားပြီးတော့ကျွန်တော်နောက်တန်းမှာကျတော့အမ်မီလိုကရက်ပဲပွဲထွက်လာတယ်ပြီးလို့ဆိုရင်ဘာဂျယ်နဲ့ခုနှစ်တေးပြီးလို့ဆိုရင်ကွင်းလင်မှာကျတော့သူတို့အာထပ်ပြီးတော့ချိန်မှန် government ပဲရှိမယ်ပြီးလို့ဆိုလို့ဆိုရင် ကတိကျုံးရှိမယ်ပြီးလို့စီလို့စင်ကျွန်တော်တို့အမ် floating ဟွက်ရှိမယ်ဗျာအဲ့ဒါဟိုမှာ frame ဘောင်ကို right wing ကိုပို့ပြီးတော့ coding ကိုပို့ left wing ပို့ပြီးတော့အထောင်တိုက်စစ်နေရမှာတော့ ektk ဒီနေ့ပွဲမှာတော့တော်တော်လေးကိုများခဲ့တာကျွန်တော်ကအရင်ဆုံးပြောချင်တာအတိုင်းဒီနေ့တိုင်ကဘာဖြစ်ချင်းလို့ဖြစ်ချင်းနေမှာကိုမသိဘူးဗျာတပွဲလုံးတိုက်နိုင်ရနည်းနည်းလေးနဲ့ထိတာနဲ့ free kick နည်းနည်းလေးနဲ့ထိတာနဲ့ပြစ်တံပေါ်လုံးဝတစ်စက်မှထိလို့မရဘူး ည်းနည်းလေးတွန်းလိုက်တိုက်လိုက်တာနဲ့အဝါကပ်ပင်တတော်လေးမှရုပ်ပေါက်တယ်လို့ပြောလာတယ်ဖွဲရဲ့အရာသာကိုအဲဒီနေ့အဲမှာတော့ဒိုင်လူကြီးကပဲဖြတ်သွားတယ်လို့ထင်တဖက်ကအဲကလာစာရီကတော့သူတို့ကရှင်းတယ်သူတို့နောက်တောင်းလုံအောင်ဆော့မယ်ပြီးလို့ဆိုလို့ရှိရင် ကောင်တာထရန်စလေးရှင်းရှင်းနေနဲ့ပဲအဲလီဗာပူးဒုက္ခပေးတယ်သူတို့ဒီနေ့ခုပေါက်ကန်သွင်းခြင်းကလည်းအများကြီးမရဘူးသူတို့တော့ဒါမှမဟုတ် အဲဒီဘွဲမှာလည်းအလစ်စန်လင်းတော်တော်လေးကောင်းကောင်းလေးပဲဘာလို့ကိုပြန်ရှုံမရှုံးနေတာအလစ်စန်စေ့ွားတဲ့နှလုံးလောက်ကတော်တော်လေးမှကောင်းမွန်တဲ့အဲဝမ်မိုင်ဝမ်တွေကိုစေ့ွားတဲ့အတွက်ကြောင့်ဒီနေ့မှာလက်ဆန်ကတော့တော်တော်လေးမှလက်ဆန်ပြပဲပြီးတော့စင်သူအဲဒုတိယပိုင်းလောက်မှာနည်းနည်းနာွားလို့လာမှန်းသိဘူးသူလူသားလဲလိုက်တယ် နောက်တစ်ယောက်နောက်တစ်ယောက်ကကျွန်တော်တို့ဒီနေ့ပွဲမှာတော်တော်လေးဥမာမှားလို့တဲ့ grammar ဘက် grammar ကတော်တော်လေးဥမာမှားတယ်ဘောလုံးတွေရဲ့သူ့ထည့်ကတော်တော်လေးဥမာလည်းပြက်ပြီးတော့အမမှားနေတဲ့အမှားတွေကိုမှားသွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ကျွန်တော်တို့အဲပေးဆက်မှုကြီးလိုက်ကတဖက်ကတော့ဂါလာဒါစာရီကတော့ရှင်းတယ်သူတို့ကတော့နောက်တောင်းကိုလုံအောင်ပဲစော့မယ်ပြီးလို့ဆိုလို့ရှင်ကိုသမားကလည်းတောက်လျှောက်ကြီးပဲကန့်တင်တာတောက်လျှောက်ကြီးပဲကန့်တင်တာသူတို့သွားခြင်းတဲ့ပုံစံအတိုင်းပဲ ဒီတိုင်းပဲသူတို့ကစားတယ်သူတို့ဒီပနယ်တီရပြီးတော့သူတို့အဲဒီဘက်မှာတော့နိုင်သွားတယ်တစ်ဖက်ကလီဗာပူးကတော့အဲ့လိုမဟုတ်ဘူးတော်တော်လေးဥမှာအဲဘောလုံးတွေဟိုနဲ့ကျွန်တော်တို့ခရစ်စတယ်ပဲလေးနဲ့ပွဲတော်အောင်လိုမျိုးပဲအဲ့လောက်ထိမပြတ်ပြမဲ့တော်တော်လေးဥမှာဂရမ်ဘန်ဒီနေ့ဘလို့ဖြစ်လဲမသိခြေလေးတော်တော်လေးဥမှာကျသွားတယ်လို့ထင်တယ်ပြီးလို့ရှိရင်ကတ်တဂျွန်တော့ဒီနေ့မှာတော်တော်လေးဥတော့အဲကောင်းမွန်တဲ့ကစားသမားလို့တော့ထင်တယ်တစ်ဖက်ကတော့ဖရိုင်ဟွန်ကတော့အဲသူ့ရဲ့ကန်ချက်တစ်ချက်လောက်ပဲရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျာ သူသူ့ဆီကလည်းတိတ်ပြီးတော့အများကြီးမျောလုံးလုံးပြီးတော့ပြီးလက်ပြီးတော့အဲနီးပြနေပြီးတော့ဒုတိယပိုင်းလောက်မှာကျွန်တော်တို့လူသားတွေစလိုက်တယ်ဖရင်ပေါင်လဲတယ်ဖရင်ပေါင်နေရာမှာမော်ဆာလာပြောင်းဝင်တယ်ပြီးလို့ဆိုလို့စင်ကောင်မန်ဘက်ကောင်မန်ဘက်ကိုလဲချပလိုက်တယ်ပြီးရင်ကောင်မန်ဘက်နေရာကိုဆိုးဖို့ပြောင်းဝင်ပြီးတော့ဖရင်ပေါင်ပြန်ထည့်တယ်ပြီးလို့စင်ဟိုဘက်ကကျွန်တော်ဘလူရှိမလဲဆိုတော့ကိုရီကပူကိုရီကပူရဲ့ကိုထုတ်ပြီးတော့အဲအစ်ဆက်ဝင်လာတယ် သူတို့ဝင်လာတဲ့အချိန်မှာတော့တော်တော်လေးမှတိုက်စစ်လေးရအဲကောင်းပြီတော့ဒါမှလည်းတစ်ဖက်ကကာလရာဆာရီရဲ့နောက်တန်းဘလို့မှအမကြောက်နိုင်လို့ဖြစ်နေအကွင်းလေးမှာဘောလုံးတွေပြေးပေးတယ်ပြီးနောက်တန်းပြန်ရောက်တယ်ပြီးလို့ဆိုလို့ရှိရင်ပဲအဘောလုံးကပြန်ပြတ်ပြီးတော့အဲကာလရာဆာရီရဲ့ကစားသမားတွေစီးပေးရောက်တယ်ကာလရာဆာရီရဲ့ကစားသမားတွေကလည်းဒီနေ့ပွဲကအတိုင်းတန်လုံးမှာအဲသူတို့ဘောလုံးပိုင်ဆိုင်မှုလည်းတိတ်မရှိဘူးဒါမှလည်းတိတ်ချတယ်သူတို့ကဒီနေ့မှာတော့အနိုင်၃မှတ်နဲ့ထိုက်တန်တယ်လို့ပြောမှာဘာလို့လဲဆိုရင်သူတို့ ဘောလုံးမကိုင်ဘောလုံးမြင်မြန်ဆန်ဆန်ပေးတယ်ပြီလို့ဆိုလို့ရှိရင်သူတို့ဒါတိုက်တွေနဲ့ပဲသူတို့တိုက်ဆက်ကိုဘောလုံးတွေပေးတယ်အဲ့အတွက်ကြောင့်လည်းသူတို့အတွက်ကတိတ်ပြီးတော့ကကွင်းမရောက်ဒါမှမဟုတ်ရသွားတဲ့နှလုံးကနှလုံးသုံးလုံးလောက်ကလည်းကိုသမားတော်တော်လေးကကောင်းမွန်ပြီးတော့ကောင်းမွန်ပြီးတော့စိတ်ဝါလို့ကျွန်တော်တို့ဒီနေ့ပွဲမှာကိုပြတ်မရှုံးလို့တော့ပြောရဒီနေ့ပွဲမှာနောက်ထပ်ပြောတဲ့အတစ်ခုရှိတာကကျွန်တော်တို့ ကိုနတေးကိုနတေးလည်းဒီနေ့မှတော်တော်လေးမှအဲလွတ်ထွက်သွားတယ်ပထမတစ်လုံးဆိုကိုနတေးစီကအမှားမကင်းဘူးလို့တော့ပြောရမယ်ဒုတိယတစ်လုံးတော့ ground member ground member ရဲ့ဘောလုံးထိန်းတာမတည်တတ်မှုကြောင့်တစ်ဖက်ကကစားသမားရပြီးတော့ OC member ကန်တွင်းနဲ့ဒါပေမဲ့အဲ Alison Beck က1-1ကိုတော်တော်လေးမှကောင်းမွန်လို့စေသွားတယ်အဲ့ဒီမှာကျွန်တော်အာ penalty ပေးရတာလည်း အဲပေးရတယ်ဆိုတာလဲအဲအလုံးကတော့တော်တော်လေးကမှအာပေးရမှာဘာလို့ဆိုရင်စုပ်ဘူးကလည်းသူနောက်ကပြန်ပြီးတော့ဖြတ်တဲ့ဟုတ်တာကိုသူလက်နဲ့ရိုက်ပြီးတလို့ဖြတ်သွားတဲ့အတွက်ကြောင့်ဒီပွဲမှာတော့ပေးရတယ်နောက်တစ်ခုက Florian Way ရဲ့အဲကန်ချက်ကဂိုးထိန်တာမှာတော်တော်လေးမှကောင်းဝင်ပြီးတော့အဲကျွန်တော်အပြစ်ဒဏ်ဘောလိုမျိုးပဲရတယ်ဒါမှလည်းအဲဒိုင်လူကြီးကလည်းဖြတ်လိုက်တယ်ပြီးတော့ပွဲပြီးကန်ဒီမှာတလုံးကလည်းအဲ သူ့ဘီယာဒီပါပြန်ပြက်ကြည့်တယ်ဒါမှလည်းဟိုကာလာဒါဆာရီရဲ့နောက်တန်းကစားသမားတွေကအရင်ဘောလုံးဥတော်တဲ့အတွက်ကြောင့်အဲပြည်တယ်ဘောကျူးလွန်ခံရတဲ့ကိုနတေးကကျွန်တော်တို့ဒီမှာတော့ပနေသိမရလိုက်ပြီးလို့သိရင်53မိနစ်မှာကျွန်တော်ခုနပြောလို့ရတယ်53မိနစ်မှာအဲလောက်မှာကျတော့ဂရမ်ပဲအမှားကြောင့်ပဲအဲကျွန်တော်တို့တလုံးလောက်ဆုံးရှုံးမလို့ဖြစ်တာဒါမှလည်းကိုသမားအစီအွားပြီးလို့ဆိုရင်အဲသူ့ကြောင့်ပဲဟိုကိုသမားကလည်းနာသွားရဖြစ်မယ် ပြလို့ဆိုလို့ရှင်အမှနားတယ်ပြလို့ဆိုရင်တစ်ဖက်ကလည်းဂလာဒဆာလေးရတယ်မိနစ်80ကျော်လောက်မှသူလည်းအိုစီမန်ကံမဲ့အကံမဲ့ခြေလမ်းကိုသူတော်တော်လေးကြီးကြီးလှမ်းလိုက်တဲ့အတွက်ကြောင့်သူ6တော့နာသွားတယ်ပြလို့ပြီးတော့တစ်ဖက်ကကျွန်တော်တို့အဲ့အချိန်မှာပြန်ပြီးတော့တိုက်စစ်ပြန်ဆင်အောင်တိုက်စစ်ပြန်ဆင်တဲ့အချိန်မှာပဲဒီဘက်ကဆူပေးလိုက်တဲ့အလုံးကို EKDK ကနေပြီးတော့ပဲ6တော့နဲ့လှမ်းပြီးတော့ယူလိုက်တဲ့ဥစားမမှီဘဲသူ အဲ့မှာလည်းသူလည်းအကြီးတကြီးလေးဒီနေ့ဘွတ်မှာတန်ရရောက်သွားတယ်ကျွန်တော်တို့တက်ကတော်တော်လေးမှဟိုပိုးရလေရှုံးနေပြကစားသမားလည်းတန်ရရတဲ့အတွက်ကြောင့်တော်တော်လေးမှအဆင်ပြေတဖက်ကကျွန်တော်တို့ပြောချင်တာနီးပြအနီးပြအနေနဲ့ဘာဖြစ်လို့မိုဟာမက်ဆာလာတို့ဘွားတို့အစိုးရတဲ့ပွဲထုတ်မလာတာလာလဲဆိုတာတော့အမေကွန်တော်လေးတော့ထုတ်ဆက်တယ်။နောက်တန်းမှာလည်းကျွန်တော်တို့အဖရင်ပေါင်ရှိမှာဗျဖရင်ပေါင်ရက်ဘတ်ထားတော့မဟုတ်လို့ဆိုရင်ကိုတီကဘူအကိုတီကဘူတော့မှ sorry အဘက်လီကိုအရက်ဘတ်ထားလို့ရတယ် ဲ့လိုမှဒါမှမဟုတ်လို့ဆိုရင်ဆိုရင် ground ban နဲ့အဲဆိုပုံလေးကိုကျွန်တော်ဒီမှာထားပြီးကွင်းလင်မှာထားပြီးတော့ Florian Wood ကိုတိုက်စစ်ကိုလိုက်ပါလို့အဲ့လိုမျိုးသုံးလို့ရတယ်ဟုတ်သားလဲဒါပေမဲ့ဒီနေ့ပွဲမှာတော့နီးပြားအနေနဲ့အဲချင်းကမှုတော့ကျွန်တော်အထင်ရတော့နည်းနည်းလေးတော့လိုလိုအပ်သွားတယ်လို့ထင်တယ်ဒီအတွက်ကြောင့်လည်းကျွန်တော်တို့အဲပေးဆက်လိုက်ရတယ်ဖြစ်တယ်ဒီဘွဲမှာလည်းကျွန်တော်တို့ထပ်ပြီးတော့ရှုံးနေတဲ့အတွက်ကြောင့်နှောင်လာမဲ့ပရီးမီးယားလိဂ်ဘွဲမှာလည်းအဲဘယ်လိုအခြေအနေရှိမလဲတော့မသိဘူးတစ်ဖက်ကလည်း အဲချက်စီချက်စီကတော့ဒီနေ့ပွဲမှာသူတို့လည်းအဲ1စီးနဲ့ပဲနိုင်သွားတယ်လို့သိရတယ်။အဲ့တော့ကြောင့်ကျွန်တော်တို့နောက်တစ်ပတ်မှပြင်းပြလေးပွဲစဉ်ခုမှာတော့ချက်စီရဲ့အိမ်ကမှတွားရောက်ရင်ဆိုင်မဲ့အတွက်ကြောင့်တော်တော်လေးဥမှအအချိန်ကြီးရတော့အဆိုးရွားလုံးတယ်လို့တော့ပြောရမယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ပြင်းပြလေးမှလည်းတပွဲရှုံးတယ်ပြီးလို့ဆိုရင်အခု Champion League မှလည်းတပွဲရှုံးတဲ့တော်တော်နှစ်ပွဲဆက်ရှုံးနေနေရနေတော့နိဗ္ဗာန်အနေနဲ့ဘယ်လိုတွေပြန်ပြီးတော့ပြင်ဆင်လာမလဲ အဲပြီးမြလေးမှာကျွန်တော်တို့သွားပြီးတော့ကံမှာလည်းချက်စီရဲ့အိမ်ဝင်ဖြစ်တဲ့အတွက်ကြောင့်ဒီအဲ့ဒီပွဲမှာလည်းတော်တော်လေးဥမာကြည့်လို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်ရမယ်ချက်စီရလည်းအခုအချိန်ဒီမှာသူနောက်တန်းနေအဲကွင်းလေတွေကလည်းတော်တော်လေးဥမာတိုက်ဆက်တွေကတော်တော်လေးမှာအချိန်တွေပြန်ကောင်းလာတဲ့အတွက်ကြောင့်သူတို့ဒီနေ့လည်းနိုင်ွက်ရတဲ့အတွက်ကြောင့်ပြီးမြလေးပွဲတင်ခုံမှာတော့သူတို့အိမ်ဝင်မှာရှင်ပြန်ကစားမဲ့ပွဲမှာတော့လေဘဝကိုကောင်းကောင်းဒုက္ခပေးနိုင်မယ်လို့ထင်တယ်ဒီအတွက်ကြောင့်ကျွန်တော်တို့အဲအနေနဲ့လည်း ကစားသမားတွေဒီနေ့ပွဲလို့မျိုးထပ်ပြီးတော့အမှားမလုပ်ဖို့တော့လိုအပ်တယ်ဘောလုံးတော့ကင်ထားပြီးတော့ဘောလုံးထိရောက်မှုအာထိရောက်အောင်မပေးပို့မှုနိုင်မှုကြောင့်ဒီနေ့မှပဲကျွန်တော်တို့ရမှတ်သုံးမှတ်ဆုံးရှုံးသွားတယ်လို့ပဲပြောပြရစေဘာလို့လဲဆိုတော့တင်ဘောလုံးကလည်းတိုက်စစ်ကိုအဲ့လောက်ကြီးဘောလုံးကတိတ်မရောက်ဖ ೇನೆ ကွင်းလင်းနဲ့နောက်တန်းနေပဲကစားသမားတွေအနေနဲ့သူတို့ရဲ့ ထိတ်သက်မှုတွေနဲ့ပဲဘောလုံးကပြန်ပြက်ပြီးတော့အဲဒီနောက်တန်းကပဲပြန်ပြန်တက်နေရလေပြီးတော့ဒီရုပ်သက်လေးကိုလည်းတော်တော်လေးကဖြည့်ရှင်းရမယ်လို့တော့ကျွန်တော်ထင်တယ်။ဘာအတွက်လဲကြောင့်ဆိုကျွန်တော်တိုက်စစ်ကိုဘောလုံးမရောက်နိုင်မှုကြောင့်အဓိကတိုက်စစ်တမားတွေဖြစ်တဲ့တပတ်ကဆာလာတို့ကိုဒီကပူတို့ပြီးလို့ဆိုလို့ရှိရင်အီဆက်တို့ဖြစ်ဖြစ်အီကီဒီကီတို့ဖြစ်ဖြစ်သူတို့တက်ကဘာမှဟိုအတုံးချလို့မရဘူးဖြစ်နေတဲ့အတွက်ကြောင့်အဲနောက်ပွဲတွေမှာဒီပြနေနဲ့ကွင်းလေကိုဒီထက်ပိုကောင်းပြီးတော့ဘောလုံးမပြတ်အောင်ဘယ်လိုကစားမလဲဆိုတာ ဟိုတော့နေပြနေနဲ့အဖြစ်ထုတ်တဲ့နယ်လို့တော့ကျွန်တော်ထင်တယ်။အိုကေ။နောက်ပွဲပြီးတုံးတဲ့ချက်လေးရတော့ပါပဲ။ကျွန်တော် YouTube channel လေးကို Like and Subscribe လုပ်ရတဲ့ Like and Subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်။ Like ကြည့်ယူပြီးတဲ့ညီကိုတယောက်ချင်းချင်းများကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ။